မင်္ဂလာပါဗျဒီနေ့ဗီဒီယိုမှာတော့ပြီးခဲ့တဲ့ဆန္ဒနာရီအတွင်းကဖြစ်ပျက်ခဲ့တဲ့အရေးကြီးဆုံးအဖြစ်အပျက်တွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်စိတ်ဝင်စားစရာအချက်လက်သစ်တွေအများကြီးရှိပါတယ်ဒါဆိုရင် အခုပဲစလိုက်ကြရအောင်ဒီဗီဒီယိုမှာတော့ပါရှန်ပင်လယ်ကွေ့နဲ့ဟော်မုတ်ရေလက်ကြားကအခြေအနေတွေကိုဆွေးနွေးသွားကြပါတယ်ရရှိထားတဲ့သတင်းတွေအရအမေရိကန်ပြည်အောင်စုဟာသူတို့ရဲ့စစ်အခြေစိုက်စခန်းတွေကိုထိခိုက်မှုမရှိဘဲနဲ့ရွှေ့ပြောင်းနိုင်ခဲ့ပါတယ် ဒါပြင်အစ္စရေးနဲ့အီရန်ကြားကအခြေအနေကိုလည်းဆွေးနွေးပေးကြပါတယ်။ရရှိထားတဲ့သတင်းတွေအရအီရန်ဘက်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ထုတ်ပြန်ခဲ့တဲ့အချိန်စိအူတီမတန်ကိုပယ်ချခဲ့ပါတယ်။ဒါပြင်ပြီးခဲ့တဲ့ဆန်းနှစ်နာရီအတွင်းကပူတင်ရဲ့ပြောကြားချက်တွေကိုလည်းဆွေးနွေးကြပါတယ်။ယူကရိန်းရဲ့အခြေအနေဇီလန်စကီးရဲ့တရားဝင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာအများကြီးပြောခဲ့ပါတယ်။အီရန်အစ္စရေးနဲ့အမေရိကန်ပြည်အောင်စုကြားကဆက်ဆံရေးတွေအကြောင်းကိုလည်းအများကြီးပြောခဲ့ပါတယ်။ ဒီဗီဒီယိုမှာတော့စီးရဲနယ်မြေတစ်လျှောက်တိုက်ပွဲမြေတစ်လျှောက်ကအခြေအနေတွေကိုဆွေးနွေးသွားပါမယ်။ရရှိထားတဲ့သတင်းတွေအရရုရှားတို့ဟာပြီးခဲ့တဲ့ဆန်းနှာနာရီအတွင်းမှာသူတို့ရဲ့စီးရဲနေရာတွေကိုတချို့ဒေသတွေမှာတိတိတသာတိုးတက်လာအောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒါဆိုအစကနေစလိုက်ကြရအောင်ဗျ။ပထမဆုံးအနေနဲ့အရှိအလဲပိုင်းအကြောင်းနဲ့ပါရှန်ပင်လေကွေးနဲ့ဟော်မုတ်ရေလက်ကြားကအခြေအနေတွေကိုဆွေးနွေးသွားခြင်းပါတယ်။ရရှိထားတဲ့သတင်းတွေအရအမေရိကန်ပြည်တော်စုဟာ သူတို့ရဲ့စိတ်အခြေစိုက်စခန်းတွေကိုရွှေ့ပြောင်းပြီးတော့စွန့်ခွာသွားခဲ့ပါပြီသူတို့ရဲ့စိတ်ကန်းတွေကိုစွန့်ခွာသွားခဲ့ပါပြီသူတို့ရဲ့တမောတွေဝန်ထမ်းတွေစက်ပစ္စည်းကရိယာတွေရေဒါတွေလေကြောင်းကာကွယ်ရေးစနစ်တွေကိုကယ်တင်နိုင်ခဲ့တယ်လို့သတင်းရရှိထားပါတယ်လက်ရှိမှာ အမေရိကန်စစ်အခြေစိုက်စခန်းဟောင်းတွေဟာလုံးဝဗလာချင်းဖြစ်နေပြီဆိုတာကိုဂျိုရူးကဓာတ်ပုံများစွာကနေတွေ့နိုင်ပါတယ်ဥပမာဒီဓာတ်ပုံမှာဆိုရင်တော့အရှိအလဲပိုင်းကအကြီးဆုံးအမေရိကန်လေတပ်ရဲ့အခြေစိုက်စခန်းကို အီရန်ရဲ့တိုက်ခိုက်မှုတွေကိုကြိုတင်ပြီးစွန့်ပစ်ထားတာကိုတွေ့ရပါတယ်။လက်ရှိမှာအမေရိကန်ပြည်ထောင်စုနဲ့အီရန်ကြားအခြေအနေကတင်းမာစေဖြစ်ကြောင်းသတိပေးလိုပါတယ်။ဒီနိုင်ငံတစ်ခုကြားမှာတခုခုဖြစ်ခဲ့မယ်ဆိုရင်အီရန်တို့ဟာဒီအခြေစိုက်စခန်းတွေကိုပထမဆုံးပြစ်မှတ်ထားပြီးတော့တိုက်ခိုက်မှာဖြစ်ပါတယ်။ပရိပခါရဲ့ပထမဆုံးနိုင်ရည်တွေအတွင်းမှာပဲဒီအခြေစိုက်စခန်းတစ်ခုဟာပျက်စီးသွားမှာအမှန်ပါပဲ။ဒါကြောင့်အမေရိကန်တွေဟာသူတို့ရဲ့ရေတပ်ကိုရွှေ့ပြောင်းခဲ့ပြန်ပါတယ်။သူတို့ဟာအီရန်တောင်ပိုင်းမှာစစ်အင်အားစုဆောင်းတာကိုဆက်လက်လှုပ်ဆောင်နေပါတယ်။ အင်းအားအပေါ်တွေလေရင်တင်သမောတွေအများကြီးလေရင်တွေအများကြီးစီတင်သမောတွေအများကြီးလေရင်တွေအများကြီးကိုခေါ်ဆောင်လာနိုင်ခဲ့ပါတယ်အားလုံးကိုဒီဧရိယာမှာဖြန့်ကျက်ထားပါတယ်ကျန်းကျင်သူတွေရဲ့အဆိုအရအမေရိကန်ပြည်ထောင်စုဟာယခုလာမယ့်သတင်းဘက်ကောင်မှာအစ္စရေးရဲ့အထူးစစ်စင်ရေးကိုပူးပေါင်းပါဝင်ပွဲရှိပါတယ်တချိန်တည်းမှာပဲအီရန်ကဟော်မုတ်စီရေးလက်ကြားကိုရက်တရာပိတ်လိုက်ပြီးဆိုတဲ့သတင်းကိုရရှိပါတယ်ဒါကတော့အီရန်အာဏာပိုင်တွေရဲ့တရားဝင်ကြေညာချက်မဟုတ်ပါဘူး ဒါဟာစီးပွားရေးဝန်ကြီးဟောင်းရဲ့အာဏာပိုင်နေစီကိုတောင်းဆိုချက်ပဲဖြစ်ပါတယ်။ကဲဆက်ပြီးတော့အစ္စရေးနဲ့အီရန်ကြားကအခြေအနေကိုဆွေးနွေးကြရအောင်။ပြီးခဲ့တဲ့၁၂နှစ်အတွင်းအမေရိကန်ပြည်ထောင်စုသမ္မတကအီရန်ကိုအချိန်စိတ်ဦးဒီမတန်တခုထုတ်ပြန်ခဲ့ကြောင်းသတိပေးလိုပါတယ်။သူဟာအီရန်တွေကိုလက်နက်ချစီခြင်းတာပါ။ဘာကြောင့်လဲဆိုတော့အလုံးစုံအပြည့်အဝအနိုင်ရရှိခြင်းကိုသာလိုချင်ပြီးတော့နျူကလ িয়ার လက်နက်မရှိဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ပြည်ထနာကတော့အီရန်တွေကဒီထုတ်ပြန်ထားတဲ့အူဒီမတန်ကိုပယ်ချခဲ့တာပါပဲ။အီရန်အရာရှိတဦးကအီရန်ဟာထရန့်ရဲ့ဓာတ်ပေါင်းပုံအားလုံးကိုပိတ်ပြီးတော့ဝက်ကော့နဲ့ဘန်းနဲ့တွဲဆုံမှုအဆိုပြုချက်ကိုယဉ်ကျေးစွာညှင်းပယ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဒါပြင်အီရန်ကောင်းဆောင်ရဲ့ထုတ်ပြန်ချက်များစွာကိုလည်းရရှိခဲ့ပါတယ်။အမေရိကန်ပြည်အောင်စုနဲ့အီရန်ဟာဘယ်တော့မှလက်နက်ချမှာမဟုတ်ဘူးဆိုတာကိုသိထားသင့်ပါတယ်။အမေရိကန်ရဲ့စီးရီးတိုက်ခိုက်မှုမှန်သမျှဟာပြင်းထန်ပြီးတော့ ပြန်လည်မပြင်ဆင်နိုင်တဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေမှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့၁၂နှစ်ရည်အတွင်းကအစ္စရေးဟာအီရန်နယ်မြေကိုပုံကျဲတိုက်ခိုက်တာတွေဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။အစ္စရေးကအီရန်နယ်မြေကိုဘယ်လိုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေဓာတ်ပုံတွေဗီဒီယိုတွေအများကြီးရရှိထားပါတယ်။အဓိကအနေနဲ့စီးရီးအဆောက်အုံတွေနျူကလ িয়ার အဆောက်အုံတွေအီရန်တွေဒုံးတွေဒါမှမဟုတ်လက်နက်တွေဒါမှမဟုတ်ဒုံးကျည်အစိပ်ပိုင်းတွေကိုထုတ်လုပ်ဖို့အသုံးပြုတဲ့အဆောက်အုံတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ ပောက်ကွဲမှုတွေအများကြီးလည်းရှိခဲ့ပါတယ်။အစ္စရေးဟာသူတို့ရဲ့ PR ကိုမလျှော့ချဘဲနဲ့ဆက်လက်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ဗီဒီယိုတွေအများကြီးနဲ့ပောက်ကွဲမှုတွေအများကြီးသူတို့ဘက်ကရှိနေခဲ့ပါတယ်။တချိန်တည်းမှာပဲအီရန်ကအစ္စရေးနယ်မြေကိုသူတို့ရဲ့ကိုပိုင်ဒုံးကျည်တိုက်ခိုက်မှုတွေနဲ့လှုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။တိုက်ခိုက်မှုလိုင်းများစွာရှိခဲ့ပြီးတော့ဥပမာအားဖြင့်ဒီပုံက2025ခုနှစ်ဇွန်လ18ရက်နေ့ညနေပိုင်းကဖြစ်ပွားခဲ့တဲ့ ပထမဆုံးတိုက်ခိုက်မှုလမ်းရဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။အီရန်မီဒီယာရဲ့အဆိုအရနောက်ဆုံးတိုက်ခိုက်မှုမှာနောက်မျိုးဆက်ဘယ်လစ်စတစ်ဒုံးကျည်တစ်ခုပါဝင်ခဲ့တာဖြစ်နိုင်ပါတယ်။ဒီဒုံးကျည်ရဲ့လမ်းကြောင်းကိုဒီမှာပဲတွေ့နိုင်ပါတယ်။အစ္စရေးနယ်မြေဘက်ကိုပြန်တန်းခဲ့တာဖြစ်ပေမဲ့လည်းဒီဒုံးကျည်ပြင်မှတ်ကိုရောက်မရောက်ဆိုတဲ့သတင်းဟာမရသေးပါဘူး။အချို့သတင်းအရင်းမြစ်တွေကတော့အီရန်ကအစ္စရေးတွေလက်ထက်ကိုဒုံးကျည်မရောက်အောင်ရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ဆီးခဲ့တာလို့ပြောပါတယ်။အီရန်ကအစ္စရေးဘက်ကိုစာကြည့်အမည်ရှိအလေးချိန်ရှိတဲ့ နှစင်းသွားအကွာအဝေးရှိဒုံးကြီးကိုပြစ်လွတ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။လေတူးတဲကိုဝင်ရောက်တဲ့အမြန်တုံးက124 ms ဒါမှမဟုတ်4.3000 km လောက်ရှိပါတယ်။ပြီးခဲ့တဲ့17နာရီနဲ့24နာရီအတွင်းမှာအီရန်တွေဟာအစ္စရေးနယ်မြေတဲကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီဧရိယာကဗီဒီယိုတွေကိုအများကြီးရရှိထားပါတယ်။အဓိကအနေနဲ့ကတော့အီရန်တွေဟာအစ္စရေးရဲ့အလဲပိုင်းတဲအဘစ်မြို့ကိုတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အစ္စရေးရဲ့လေကြောင်းကာဝေးစနစ် တို့ရဲ့အိုင်ရွန်ဒုံလုံဆောင်ချက်ဗီဒီယိုတွေအများကြီးရရှိထားပါတယ်။တို့ဟာဒုံးကြီးတွေကိုပြစ်ချဖို့ကြိုးစားခဲ့ပါတယ်။ဒုံးကြီးတွေအများကြီးဖျက်ဆီးခံခဲ့ရပေမဲ့အီဗန်ရဲ့ဒုံးကြီးအချို့ကပြစ်မှတ်ကိုရောက်ခဲ့ပါတယ်။ဥပမာအနေနဲ့ဒီဗီဒီယိုမှာဆိုရင်တော့နောက်ထပ်တိုက်ခိုက်မှုရဲ့အကျိုးဆက်တွေကိုတွေ့နိုင်ပါတယ်။မြန်မာတဲ့အဆောင်တစ်ခုမှာပျက်စီးသွားခဲ့ပြီးတော့လုံးဝနှိပါပျက်စီးသွားတာကိုတွေ့ရပါတယ်။ဘလိုပဲဖြစ်ဖြစ်အီရန်နဲ့အစ္စရေးကအခြေအနေနဲ့ပတ်သက်ပြီးတော့နောက်ထပ်အရေးကြီးတဲ့အကြေညာချက်တစ်ခုကိုလည်း Russia Federation သမ္မတ ဗလာဒီမာပူတင်ကထုတ်ပြန်ခဲ့ပါသေးတယ်။ဒီအကြောင်းကိုအသေးစိတ်ဆွေးနွေးကြည့်အောင်။အီရန်ကရုရှားကိုစီးရဲအကူအညီမတောင်းခံပါဘူး။ပူတင်ကအဲ့လိုပြောပါတယ်။မော်စကိုကတီဟီရန်ကိုလေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ပတ်သက်ပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့ကံလန်ခဲ့ဘူးပေမဲ့ပါတနာတွေကစိတ်ဝင်စားမှုတိတ်မပြခဲ့ဘူးလို့လည်းသူကပြောပါတယ်။ဒါကအလွန်ရေးကြီးတဲ့ကြေညာချက်ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အီရန်ကရုရှားကိုစီးရဲအကူအညီမတောင်းခံဘူးဆိုတိုင်းအနာဂတ်မှာမတောင်းခံဘူးလို့မဆိုလိုပါဘူး။ ဒီရုရှားရဲ့ကြီးညာချက်အရာပူတင်ဟာစီးရီးအကူအညီတချို့ကိုပေးဖို့အသင့်ရှိနေပုံရပြီးတော့ဒါကတော့ရုရှားအစ္စရေးနဲ့အမေရိကန်ပြည်တော်စုကြားကဆက်ဆံရေးကိုပြည့်စည်စေမှာအမှန်ပါပဲနောက်ထပ်အရေးကြီးဆုံးကြီးညာချက်ဖြစ်နိုင်တာကတော့ရုရှားဖက်ဒရေးရှင်းသမ္မတကအီရန်မှာမြေအောက်အဆောက်အုံတွေအများရှိတယ်လို့ပြောကြားခဲ့ပါတယ်အများစုက လုံးဝထိခိုက်မှုမရှိပါဘူးအီရန်ရဲ့နျူကလ িয়ার အဆောက်အုံတွေကိုအစ္စရေးရဲ့ဘက်ကနေပြင်းပြင်းထန်ထန်နဲ့ပစ်ကတ်ခံနေရတာကိုအများကြီးပြောနေတာကိုသိပါတယ် ကွမ်မြုပ်အနီနာကအဆောက်အုံတွေအကြောင်းကိုပြောခဲ့ပါတယ်။နျူကလ িয়ার စွမ်းအင်စက်ရုံများစွာအကြောင်းအစ္စရေးတွေတိုက်ခိုက်ဖို့ဖျက်ဆီးဖို့ကြိုးစားမှုတွေအကြောင်းသူတို့ဖျက်ဆီးဖို့မဖြစ်နိုင်ဘူးဆိုတာတွေကိုပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကမြေအောက်အနက်ကြီးမှာတည်ရှိနေပြီးတော့အမေရိကန်ရဲ့ GBU-43 ဘုံတွေဟာဒီအရာကိုလုံနိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ဒီအကြောင်းအရာကိုအများကြီးပြောခဲ့ပြီးတော့ဒီအချိန်မှာဘယ်တော့ဖြစ်မလဲဆိုတာကိုစောင့်နေခဲ့ပါတယ်။ Israel တွေကဒီစွမ်းအင်တပ်ပေါင်းဖို့ကို ဘယ်တော့ဖြည့်ဆည်းနိုင်ပါမလဲဒါပေမဲ့ဒီနေ့ပူတင်ကဒါဟာတခုတည်းသောစက်ရုံမဟုတ်ပါဘူးအီရန်မှာမြေအောက်အဆောက်အုံတွေတခုတည်းမဟုတ်ဘူးလို့ပြောကြခဲ့ပါတယ်ရာပေါင်းများစွာဒါမှမဟုတ်ထောင်ပေါင်းများစွာရှိနိုင်ပြီးတော့အများစုကလုံးဝထိခိုက်မှုမရှိပါဘူးဒါကြောင့်ပူတင်ရဲ့အဆိုအရဣသရီတွေနဲ့အမေရိကန်ပြည်ထောင်စုအတွက်လှုပ်ဆရာအလုပ်တွေအများကြီးကြံနေသေးတာကိုတွေ့ရပါတယ်ကဲရုရှားသမ္မတရဲ့နောက်ထပ်ညင်ညာချက်အချို့ကိုဆွေးနွေးကြရအောင် ီတစ်ခါမှာတော့ယူကရိန်းအကြောင်းပါဒါတွေကတော့ကမ္ဘာလုံးဆိုင်ရာသတင်းအေဂျင်စီအကြီးအကဲတွေနဲ့တွေ့ဆုံပွဲမှာဗလာဒီမာပူတင်ရဲ့အဓိကပြောကြားချက်တွေပါပူတင်ကဇီလန်စကီးနဲ့ဖြည့်ရှင်ရေးရဲ့နောက်ဆုံးအဆင့်မှာတွေ့ဆုံမှုအဆင့်သင့်ရှိနေပေမဲ့လက်ရှိအစိုးရရဲ့တရားမဝင်မှုကြောင့်ကီယက်ကိုစားဘယ်သူကစာရဲစာတမ်းတွေကိုလက်မှတ်ထိုးပေးမလဲဆိုတဲ့မေးခွန်းရှိနေပါတယ်ရုရှားနဲ့ယူကရိန်းညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွေဆက်သွယ်မှုကရှိနေသေးပါပဲမီဒီယာစကိုင်းက ဒီနေ့ကိဗန်နဲ့သူနဲ့ဆက်သွယ်ခဲ့ပြီးတော့ဇွန်လ22ရက်နေ့နောက်ပိုင်းမှာနောက်ထပ်ဆွေးနွေးပွဲအကြောင်းကိုဆွေးနွေးနေပါတယ်။ပူတင်ကဇီလန်စကီးနဲ့ဖြည့်ရှင်ရေးရဲ့နောက်ဆုံးအဆင့်မှာတွေ့ဆုံမှုအဆင်သင့်ရှိနေပေမဲ့လက်ရှိအစိုးရရဲ့တရားမဝင်မှုကြောင့်ကီယက်ကိုစားဘယ်သူကစာရွက်စာတမ်းတွေကိုလက်မှတ်ထိုးပေးမလဲဆိုတဲ့မေးခွန်းရှိနေပါတယ်။ရုရှားနဲ့ယူကရိန်းညှိနှိုင်းရေးအဖွဲ့တွေဆက်သွယ်မှုကလည်းရှိနေသေးပါပဲ။မင်းဒီစကိုင်းကဒီနေ့ကိယက်ကသူနဲ့ဆက်သွယ်ခဲ့ပြီးတော့ဇွန်လ22ရက်နေ့နောက်ပိုင်း နောက်ထပ်ဆွေးနွေးပွဲအကြောင်းကိုဆွေးနွေးနေပါတယ်။ကီယက်အတွက်အခြေအနေပိုဆိုးလာလိမ့်မယ်လို့ပူတင်ကပြောကြားခဲ့ပါတယ်။စစ်သည်အလောင်း6000ကျော်ကိုလွှဲပြောင်းပေးခဲ့ပါတယ်။အပြန်အလှန်အားဖြင့်58ဦးကိုလက်ခံရရှိခဲ့ပါတယ်။ယူကရိန်းလက်နက်ကင်တပ်ဖွဲ့ဝင်3000ကျော်ရဲ့အလောင်းတွေကိုထပ်မံလွှဲပြောင်းပေးဖို့အသင့်ရှိနေပါတယ်။ဒိုနက်နဲ့လူကတ်သမ္မတနိုင်ငံတွေဟာယူကရိန်းကနေခွဲထွက်ပိုင်ခွင့်ရှိပြီးသမ္မတရာထူးပြုတ်ကြပြီးနောက်ကီယက်ရဲ့ခွင့်ပြုချက်ကိုရယူဖို့တာဝန်မရှိပါဘူး။ ထရန့်ကယူကရိန်းမှာပရိပခ္ခတွေမဖြစ်နိုင်ဘူးလို့ပြောတဲ့အခါမှန်ပါတယ်။ဂျာမနီကယူကရိန်းရဲ့ပြဿနာကိုဂျာဝန်ဖြေရှင်းနိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ဂျာဝန်ဖြန့်ဖြေသူဟာဂျာနီပဲဖြစ်ရပါမယ်။ယူကရိန်းကိုတောင်များပေးပို့နိုင်ခြင်းကအထူးစစ်စင်ရေးကိုထိခိုက်မှာမဟုတ်ပေမဲ့ဂျာမနီနဲ့ရုရှားရဲ့ဆက်ဆံရေးကိုလုံးဝပျက်စီးစေပါလိမ့်မယ်။ရုရှားရဲ့တပ်ဖွဲ့တွေဟာအထူးစစ်စင်ရေးနယ်မြေရှိရှေ့တန်းအားလုံးမှာမဟာဗျူဟာမြောက်အသာစီးရထားပါတယ်။ရုရှားကယူကရိန်းရဲ့ပရိပခ္ခတွေကိုဖြစ်နိုင်ရင်ငြိမ်းချမ်းတဲ့နီလန်းနဲ့ အမြန်ဆုံးအဆုံးသတ်ချင်ပါ रे အီရန်နဲ့အစ္စရေးနှစ်ဖက်စလုံးရဲ့အကျိုးစီးပွားကိုအာမခံနိုင်မဲ့ဖြေရှင်းချက်တစ်ခုကိုရှာဖွေနိုင်ပါ रे ရုရှားကနေတိုးကိုတိုက်ခိုက်ဖို့စီစဉ်နေတယ်ဆိုရက်ဆွဆွဲချက်တွေကတော့လေညာမှုတွေနဲ့အတိတ်ပဲမရှိတာတွေပဲဖြစ်ပါ रे ဒါကြောင့်အရေးကြီးတဲ့ကြီးညာချက်တွေအများကြီးရှိခဲ့ပြီးအထူးသဖြင့်ဇီလန်စကီးရဲ့တရားဝင်မှုနဲ့ပတ်သက်ပြီးပါဒါကြောင့်ပူတင်ကဇီလန်စကီးနဲ့တွေ့ဆုံနိုင်တယ်လို့ပြောပါ रे ယူကရိန်းအနေနဲ့ကမ္ဘာအခြေအနေပါဝင်သူ့လိုချင်တာမှန်သမျှကိုဇီလန်စကီးနဲ့ဆွေးနွေးနိုင်ပါ रे ။ ဒါပေမဲ့ပူတင်အတွက်အရေးကြီးတဲ့မေးခွန်းကတော့နောက်ဆုံးစာချုပ်ကိုဘယ်သူကလက်မှတ်ထိုးပေးမလဲဆိုတာပါပဲယူကရိန်းပါလီမန်ကပြဋ္ဌာန်းခဲ့တဲ့အရေးကြီးဥပဒေတစ်ခုအကြောင်းကိုမနေ့ကပဲဆွေးနွေးခဲ့ကြအောင်တတိပေးလိုပါတယ်ယူကရိန်းနိုင်ငံသားတွေနဲ့ယူကရိန်းအာဏာပိုင်တွေအနေနဲ့သူတို့ရဲ့နိုင်ငံသားဖြစ်မှုကိုစဉ်းစားနိုင်ကြအကြောင်းဆွေးနွေးနေပါတယ်ယူကရိန်းကရုရှားဘက်ကနေတိုက်ခိုက်မှုတွေဒါမှမဟုတ်ရုရှားနိုင်ငံကလက်မှတ်ရရှိသူတွေကိုနိုင်ငံသားဖြစ်မှုရုပ်သိမ်းခွင့်ပြုတဲ့ဥပဒေကြမ်းကိုအတည်ပြုခဲ့ပါတယ် အထူးသဖြင့်စီးရေမတိုင်မီယူကရိန်းရဲ့လူဦးရေဟာတန်54တန်းအဆင့်မှာရှိခဲ့ကြောင်းသတိပေးလိုပါတယ်။လက်ရှိယူကရိန်းနိုင်ငံမှာတော့တန်30လောက်သာရှိနေပါတယ်။လူတန်းပေါင်းများစွာဟာမော်စကိုဒါမှမဟုတ်ရုရှားရဲ့အပြည့်အဝထိန်းချုပ်မှုအောက်ကနေမြေတွေစီကိုယူကရိန်းကနေထွက်ပြေးခဲ့ပါတယ်။ဒါကြောင့်ဇီလန်စကီးဟာဒီလူတွေကိုယူကရိန်းနိုင်ငံသားဖြစ်မှုယုံသိမ်းနေတာပါ။ဒါကဖြစ်နိုင်ခြေရှိတဲ့တပ်မတာနဲ့ပါလီမန်ရွေးကောက်ပွဲတွေမှာအကောင်းဆုံးရလဒ်တွေကိုရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့်ဒါကစိတ်ဝင်စားစရာအခြေအနေဖြစ်ပြီးတော့မနေ့ကဆွေးနွေးခဲ့သလိုပဲယူကရိန်းကဒီသမတရွေးကောက်ပွဲမစခင်မှာကိုကိုကိုပြင်ဆင်နေတာပါဘလို့ပဲဖြစ်ဖြစ်စောင့်ကြည့်ဖို့လိုပါတယ်ဒါပေမဲ့ယူကရိန်းကဒီအခြေအနေကိုလက်ခံမှာမဟုတ်ဘူးလို့ကျွန်တော်တို့ယုံကြည်ပါတယ်ရုရှားဖရီရှင်းနယ်မြေမှာဒါမှမဟုတ်ရုရှားရဲ့အပြည့်အဝထိန်းချုပ်မှုအောက်ကယူကရိန်းနယ်မြေတွေမှာနေထိုင်နေတဲ့ယူကရိန်းလူမျိုးတွေရဲ့မဲတွေကိုကိရက်ကိုရေတွက်ဖို့သူတို့ကဖိအားပေးပါလိမ့်မယ်ကဲဒါဆိုဆက်သွားပြီးတော့ ကောင်းမော်ကအခြေအနေတွေကိုဆွေးနွေးကြည့်အောင်ပြီးခဲ့တဲ့ဆန္ဒနာရည်တွင်းကစိတ်ဝင်စားစရာတည်တင်းအချက်လက်တွေအများကြီးရရှိခဲ့ပါတယ်ရုရှားဟာသူတို့ရဲ့နေရာတွေကိုတည်တည်တတ်တတ်တိုးတက်လာအောင်လှုံ့ဆော်ခဲ့ပါတယ်ပထမဆုံးအနေနဲ့အေရိယာအကြောင်းကိုဆွေးနွေးရအောင်ပြီးခဲ့တဲ့24နာရီအတွင်းကရုရှားတွေဟာသူတို့ရဲ့ထိုးစစ်ဆင်မှုကိုဆက်လုပ်ခဲ့ပြီးတော့သူတို့ရဲ့နေရာတွေကိုတည်တည်တတ်တတ်တိုးတက်လာအောင်လှုံ့ဆော်နိုင်ခဲ့ပါတယ်မြေပုံဆွဲသူများစွာရဲ့အဆိုအရရုရှားတွေဟာစတော့ကီဘာကိုလုံးဝသိမ့်ပိုက်ခဲ့ပါတယ် ဒါကတော့ကွန်စတန်တီနိုဝီကာစီကိုသွားတဲ့လမ်းမှာအဓိကနေရာတစ်ခုဖြစ်ပါတယ်။ရုရှားတွေကရုရှားဖက်ဒရေးရှင်းကာကွယ်ရေးဝင်ကြီးဌာနအကြောင်းကိုပြောနေတာပါ။လွန်ခဲ့တဲ့ရက်သက်တစ်ပတ်ပေါင်းများစွာကအခြေကျနေထိုင်တဲ့နေရာကိုအပြည့်အဝထိန်းချုပ်ထားတယ်လို့အတည်ပြုခဲ့ပြီးတော့အဲဒီအစီရင်ခံစားဖို့အခြေခံပြီးတော့မြေပုံကိုရုရှားအကျိုးစီးပွားအတွက်ချိန်ညှိခဲ့ကြောင်းသတိပေးလိုပါတယ်။ဒါ့ပြင်ဒီနေ့မှာတော့ဒီသတင်းကိုဂျာနီမြေပုံဆွဲသူတွေနဲ့ရုရှားလိုလာတဲ့အရင်မြစ်တွေကအတည်ပြုခဲ့ပါတယ်။ ဒီဧရိယာကဗီဒီယိုများစွာထုတ်ပြန်ခဲ့ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်လက်တွေကတော့စီဗတ်တချောက်ဧရိယာကနေလာတာပါ။နောက်တနေ့နဲ့နဲ့မှာပဲပြီးခဲ့တဲ့24နှစ်ကြီး17နှစ်ကြီးအတွင်းမှာရုရှားဘက်ကနေဂုံးပေါ်မှာနောက်ထပ်တိုးတက်မှုတွေရှိခဲ့ပါတယ်။မြေပုံကိုရုရှားဂျိုးစီဘွားအတွက်ထပ်မံချိန်ညှိခဲ့တာကိုတွေ့ရပါမယ်။ဧရိယာမှာရုရှားရဲ့အတီးကထိုးစစ်က2025ခုနှစ်ဇွန်လ14ရက်နေ့ဒါမှမဟုတ်15ရက်နေ့လောက်မှာစတင်ခဲ့တယ်လို့သတိပေးလိုပါတယ်။ ဥပမာဒီပုံကတော့ဇွန်လ15ရက်နေ့နေကုန်ပိုင်းအခြေအနေပဲဖြစ်ပါတယ်။ဒါကတော့ရုရှားတွေထိုးစစ်ဆင်တာစတင်ခဲ့တဲ့အချိန်လောက်ပါပဲ။ဇွန်လ16ရက်နေ့နေကုန်ပိုင်းမှာတော့ရုရှားတွေဟာစီဘက်တခြားနေရာတွေကိုလုံခြုံအောင်လုဆောင်နိုင်ခဲ့ပါတယ်။နောက်တစ်ရက်အကြာမှာတော့ရုရှားတွေဟာစီဘက်တောင်ပိုင်းအနီးအနားမှာသူတို့ရဲ့နေရာတွေကိုတိုးတက်အောင်လုဆောင်နိုင်ခဲ့ပါတယ်။အခြေခံအနေနဲ့ကတော့ဒီဖွဲ့စည်းပုံအရရုရှားတွေဟာစီဘက်ရဲ့တောင်ပိုင်းကိုပတ်ခဲ့တာကိုတွေ့ရပါမယ်။ဒါ့အပြင်ဇွန်လ18ရက်နေ့နေကုန်ပိုင်းမှာ ရုရှားတွေဟာဒီရွာကိုလုံးဝသိမ်းပိုက်နိုင်ခဲ့ပါတယ်။အရင်မြင်များစွာကရုရှားတွေဟာဗီလာဟိုရာဘက်ကိုတိုးတက်လာပြီလို့သတင်းပို့ခဲ့ပါတယ်။2025ခုနှစ်ဇွန်လ19ရက်နေ့အစပိုင်းမှာတော့ရုရှားတွေဟာဒီခံတက်ကွင်းရက်ကိုထိန်းချုပ်ထားခြင်းဖြင့်အရှေ့တောင်ဘက်အိတ်ကိုလုံးဝသိမ်းပိုက်နိုင်ခဲ့တယ်လို့သတင်းရရှိခဲ့ပါတယ်။ဒါ့ပြင်ယူကရိန်းရဲ့အရင်မြစ်တွေကပေးတဲ့ဒီအချက်လက်တွေအရရုရှားတွေဟာမြောက်ဘက်ချမ်းရွာရဲ့အလဲပိုင်းကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါကြောင့် ရုရှားတွေဟာအဓိကဒိုးစီရဲ့ပထမအဆင့်ကိုအဆုံးတတ်ခဲ့တာကိုတွေ့ရပါတယ်။ပထမအဆင့်ကတော့ဒီမြင်းတစ်လျှောက်မှာတရှိတဲ့အရာအားလုံးကိုလုံးဝထိန်းချုပ်ဖို့ဖြစ်ပါတယ်။ဒီအိတ်တစ်ခုလုံးအကြောင်းကိုပြောနေရပါ။ရုရှားတွေဟာဒီအိတ်ကိုလုံးဝဖျက်တောက်နိုင်ခဲ့ပါတယ်။အခုရုရှားတွေဟာဒီဒိုးစစ်ဆင်နွှဲမှုရဲ့နောက်ထပ်တဆင့်ကိုစတင်တော့မှာပဲဖြစ်ပါတယ်။ဒီ area မှာဒိုးစစ်ဆင်နွှဲမှုရဲ့နောက်ထပ်တဆင့်ကတော့ Villa Horror နဲ့ Odisano Shatibari ကိုဝင်ရောက်ပြီးတော့သိမ်းပိုက်ဖို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့24နာရီအတွင်းကိဗန်ဘတ်စကိုင်းအိတ်အကြောင်းကိုပြောနေတဲ့အခါမှာရုရှားတွေဟာထိုးစစ်ဆင်တွဲနေရကိုတွေ့ရပါတယ်။ရုရှားတွေဟာသူတို့ရဲ့နေရာတွေကိုတိတိတသားတိုးတက်လာအောင်လှုပ်ဆောင်နိုင်ခဲ့ပြီးတော့ဒီနယ်မြေတွေကိုနောက်ဆုံးတော့ရုရှားရဲ့အကျိုးစီးပွားအတွက်အယောင်ခြေခဲ့တာကိုတွေ့ရပါမယ်။ဒါကတော့ရက်စွဲတွေအကြာကအခြေအနေပါ။ယူကရိန်းရဲ့ရင်းမြစ်တွေကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုတွေကိုအခြေခံပြီးတော့နယ်မြေအယောင်ကိုရုရှားအကျိုးစီးပွားအတွက်ပြောင်းလဲခဲ့ပါတယ်။ဒီဗီဒီယိုမှာရုရှားတွေဟာသူတို့ရဲ့တင်ကားတွေတန်ချက်ကာရင်တွေ တင်းကားတွေနဲ့ခြေလင်းတိုက်ခိုက်ရေးယာဉ်တွေကိုအသုံးပြုပြီးတော့အိုလီစကန်ချက်တီဘာကိုတောင်ဘက်ကနေတိုက်ခိုက်နေရကိုတွေ့ရပါတယ်။ယူကရိန်းတွေဟာရုရှားယာဉ်တွေကို FPV ဒုံးတွေနဲ့ရပ်တန့်ဖို့စူးစမ်းနေရကိုတွေ့ရပါတယ်။ယင်အချို့ပျက်စီးခဲ့ပြီးတော့အချို့ဖျက်ဆီးခံခဲ့ရပေမဲ့ဒီအခြေအနေဟာရုရှားတွေကိုမရပ်တန့်ခဲ့ပါဘူး။သူတို့ဟာရွာတွေကိုဝင်ရောက်နိုင်ခဲ့ပါတယ်။အရေးကြီးဆုံးကတော့ရုရှားတွေဟာခြေလင်းတပ်သားတွေကိုစစ်တပ်စီပြီးတော့တောင်ပိုင်းမှာရှိတဲ့အဆောက်အုံတွေနဲ့ဆောက်လို့ရေလုပ်ငန်းတချို့ကိုလုံးဝထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ဒီဖြစ်ရပ်ကိုအသေးစိတ်ဖော်ပြခဲ့ပြီးတော့ဒီရုရှားရှင်တွေဟာဒီနေရာကိုအတိအကျရောက်ရှိခဲ့ပြီးတော့ရုရှားတွေကပတ်ဝန်းကျင်နယ်မြေကိုလုံခြုံအောင်လုဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီဘရိုကိုအရှိခံပြီးတော့ရုရှားတွေဟာရွာနေမြေထဲမှာရှိနေပြီးဖြစ်ပြီးတော့တောင်ဘက်ကအရာအားလုံးကိုလုံခြုံအောင်လုဆောင်နိုင်ခဲ့ပြီလို့ကောက်ချက်ချလို့ရပါတယ်။အခုတော့ရုရှားတွေဟာထိုးစစ်ဆွန်းနေမှုရဲ့ရလက်အနေနဲ့လက်ရှိဒီဧရိယာမှာရှိနေတဲ့ယူကရိန်းရဲ့လက်နက်ကင်တပ်ဖွဲ့တွေကိုစီးရဲအရဝိုင်းရံနိုင်ခဲ့ပြီလို့ပြောနိုင်ပါတယ်။ ယူကရိန်းရဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့ဒီအင်အားစုတွေကိုအခုမြောက်ဘက်အရှေ့ဘက်ကနေလုံးဝဖျက်တောက်ခံထားရပါတယ်။ရုရှားတွေဟာဒီနယ်မြေကို FPV ဒုံးတွေနဲ့လုံခြုံအောင်လုံဆောင်နေခဲ့ပြီးတော့ကစ်ဗန်ဘတ်စကန်ရေလောင်ကန်နဲ့အကွာအဝေးကိုတိုးတောင်းစေခဲ့ပါတယ်။အခုတော့ရုရှားတွေဟာမြောက်ဘက်အနောက်ဘက်ကနေလည်းအလားတူလုံဆောင်နိုင်ခဲ့တယ်ဆိုတော့တပ်တွေအထောက်ထားတွေကရှိနေပါတယ်။သူတို့ဟာအန်ဒရန်တီလန်နဲ့အကွာအဝေးကိုလည်းတိုးတောင်းစေခဲ့ပါတယ်။လက်ရှိမှာကီဗန်ဘတ်စကိုင်းရေလောင်ကန်တောင်ဘက်မှာရှိတဲ့ ယူကရိန်းတွေဟာလုံခြုံစွာရွှေ့ပြောင်းဖို့လုံခြုံစွာလှည့်ပတ်ဖို့လုံခြုံစွာထောက်ပံ့ဖို့ ਨੇ အကူအညီပေးဖို့အခွင့်အရေးတွေမရှိတော့ပါဘူး။ဒါကြောင့်ပြည်ပန်ဘက်စကိုင်းခံတပ်တွေအတွက်တိုက်ပွဲရဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီးတော့ရုရှားတွေဟာမကြမီမှာဒီတိုက်ပွဲကိုအဆုံးသတ်နိုင်မှာဖြစ်ပြီးယူကရိန်းတွေဟာမကြမီမှာရွှေ့ပြောင်းတာကိုစတင်ပွဲရှိပါတယ်။ဒီနေ့ကစပြီးလုံဆောင်ပွဲရှိပါတယ်။ကဲဆက်လက်ပြီးတော့တောင်မချန်ကအခြေအနေတွေကိုဆွေးနွေးကြည့်အောင်။ရရှိထားတဲ့သတင်းတွေအရရုရှားတွေဟာဒီအိတ်ထဲမှာ ယူကရိန်းရဲ့နေရာတွေကိုတင်းကျပ်တာကိုဆက်လုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့နာရီအတွင်းမှာဒီနယ်မြေအပေါ်ရုရှားတင်းချုံမှုကိုအတည်ပြုခဲ့တဲ့ဗီဒီယိုများစွာရှိပါတယ်။ယူကရိန်းရင်းမြစ်တွေကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုတွေမှာလည်းယူကရိန်းတွေဒီလေကွင်းတွေထဲမှာရုရှားတွေကိုတိုက်ခိုက်နေတာတွေ့ရပါတယ်။ဗီဒီယိုကိုအခြေခံပြီးတော့မြေပုံကိုရုရှားအကျိုးစီးပွားအတွက်အချိန်ကြီးခဲ့ပါတယ်။ဒါကြောင့်ရုရှားတွေဟာအဓိကရွှေပြောင်းရေးလမ်းအနေနဲ့တက်နိုင်သမျှနှီးအောင်စူးစမ်းနေပါတယ်။ဒီဗီဒီယိုမှာရုရှားတွေဟာ နောက်ထပ်နေမြေတွေကိုလုံးဝထိန်းချုပ်နိုင်ခြင်းဖြင့်သူတို့ရဲ့နေရာတွေကိုတိုးတက်လာအောင်ဘလို့စ조사နေတယ်ဆိုတာကိုအတိအကျတွေးနိုင်ပေမဲ့ယူကရိန်းတွေကသူတို့ကိုရပ်တန့်နိုင်ခဲ့ပါတယ်ယူကရိန်း 35th Marine Barricade ပါတချိန်တည်းမှာပဲယူကရိန်းတွေဟာသူတို့ကိုယ်ပိုင်ရွှေပြောင်းရေးလုပ်ငန်းစဉ်တွေကိုဆက်လက်လုပ်ဆောင်နေပါတယ်ဒီမှာရုရှားတွေကယူကရိန်းလက်နက်ကင်တပ်ဖွဲ့တွေရဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တဲ့နောက်ထပ်တိုက်ခိုက်မှုတွေကိုတွေ့ရပါတယ်ဒီဗီဒီယိုမှာယူကရိန်းတွေက ဒီဒေအိုးကနေထွက်ပြေးဖို့ကြိုးစားနေရကိုတွေ့ရပေမဲ့ရုရှားတွေကသူတို့ရဲ့ယင်ကိုဖမ်းမိပြီးတော့ FPV ဒုံးတွေနဲ့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါကြောင့်ဖြစ်နိုင်ခြေအများဆုံးကတော့လာမယ့်ရက်အနည်းငယ်အတွင်းမှာရုရှားတွေကအိတ်ကိုလုံအောင်ဖျက်တောက်နိုင်မှာဖြစ်တယ်ဆိုတာကိုတင်ပြရင်းနဲ့ဒီနေ့ရက်တင်ဆက်မှုကိုဒီမှာပဲရှင်းနာပါအောင်မယ်ခင်ဗျာ။